ဆက်ပြီးတော့အခန်း31ရဲ့ grammar လေးတွေကိုအတူတူကြည့်မယ်နော် ဒါဆိုရင်အခန်း37ရောက်ပြီအဲ့တော့အခန်း37တက်မှာကိုရီနောက်ထပ်ဖောင်ပြောင်းနည်းလေးတစ်မျိုးထပ်ပြီးတော့သင်ရပါမယ်။ဒါဆိုရင်ကိုရီ29တုံးကခါနိုခဲလို့ခေါ်တဲ့ခံဖောင်ပြောင်းနည်းအကြောင်းကိုသင်ခဲ့တယ်။အခုအခန်း37တက်မှာအီကိုခဲလို့ခေါ်တဲ့အကြရအောင်လို့ခေါ်တဲ့ဖောင်လေးတစ်မျိုးထပ်ပြီးတော့သင်ရမယ်။နောက်အဆင်ကြီးလိုက်ကြပါမယ်။အဲ့တော့အခန်း37ကလည်းအရေးကြီးတဲ့အပိုင်းလေးပါသွားပြီပေါ့နော်။သူမှာကဖောင်ပြောင်းနည်းလေးပေါ်လာတာဆိုတော့ အဲ့တော့အခုပြောမင်းဖောင်ပြောင်းလေးလေးနမည်က eco k လို့ခေါ်တယ် eco k အဲ့တော့ eco k ရဲ့အဓိပ္ပာယ်ကကြတော့ကြာရအောင်လို့ပြောတာ အဲ့ eco case ဆိုရင်ကိုရီးယားမှတ်ထား default ပြောင်းတဲ့ပုံစံကဘာနည်းတူလဲဆိုတော့ marsho နဲ့တူပါတယ်။ amphido ကဆိုရင်လေကိုရီးကီး ikima sho, tabe ma sho, numi ma sho, yasumi ma sho ဆိုပြီးတော့တယောက်တည်းမဟုတ်ဘဲနဲ့အများနဲ့အတူတူလုံးချင်းနေလုံးကြရအောင်လို့ပြောခြင်း marsho နဲ့ပြောခဲ့တာ။ ဲ့ဒါတွေနဲ့အခုပြောမယ် eco care foundation ကအတူတူပဲလို့မှတ်ထားပြီးအဲ့တော့အခုစပြီးတော့ကြည့်ကြမယ် eco care foundation ပြောင်းတဲ့အုပ်စု၃စုရဲ့ပြောင်းနည်း ပထမဦးဆုံးဂူဝမ်အုပ်စုကိုပြောင်းကြမယ်ဂူဝမ်အုပ်စုကိုပြောင်းမယ်ဆိုရင်မှတ်ထားမယ်မန်စီရဲ့အရှိမအီလိုင်းကစကလုံးလေးတွေပါတယ်ဆိုရင်ဒါကအုပ်စုတထဲကိုဝင်ပြီးသားအဲ့တော့အဲ့ဒီအီလိုင်းကိုအိုလိုင်းပြောင်းပါအနောက်မှာတရာဥလီကပ်ပေးပါတရာဥလီကတိုက်ပင်းဟိတ်ဖို့ကြံသွားတော့နော်ဒါလေးကိုဖြစ်ဆွတ်ပြီးတော့ကြည့်ပေးပါ e line ကနေ o line ပြောင်းမယ်တရာဥလေးကပ်မယ်အဲ့ဒါဆိုရင်အောက်မှာလုံးကြည့် ခအီမတ်ကောဝေသည်အဲ့တော့ဤကိုအုံလိုင်းပြောင်းနေတရာဥကတော့ခအုဝေကြရအောင်လို့ဖြစ်သွားပြီနောက်တစ်ခုကအီခီမတ်သွားသည်ဆိုရင်ခီကိုခိုလိုင်းပြောင်းတရာဥကတော့ဤခိုသွားကြရအောင်ဆိုတဲ့စကားလုံးကြီးရသွားတယ်ဒါကဂရုဝမ်အုပ်စုတည်းရဲ့ပြောင်းနေဤလိုင်းကနေအိုလိုင်းပြောင်းတရာဥပေါင်းမယ်အုပ်စုနှစ်ရဲ့ပြောင်းနေကိုကြည့်မယ်အုပ်စုနှစ်ကလွယ်လွယ်လေးပဲ မတ်ကိုဖြုတ်မယ်ယောဥပောင်းနေယောဥပောင်းနေလို့ဒါပြောတာအတန်ထွက်ရင်ယောလို့ပဲထွက်မယ်နော်ယောမတ်ကိုဖြုတ်ယောပောင်းမယ်အိဒရတာဘေးမဆိုရင်တာဘေးယောနေမဆိုရင်နေယောမတ်တေဖြုတ်ယောပောင်းတာဒါကအုတ်စုနှစ်ရဲ့ပြောင်းနေအုတ်စုသုံးကိုအလွတ်ချက်ခီမတ်လာဒီဆိုရင်ခိုးယော လာကြရအောင် she must လုတ်တယ်ဆိုရင် she ရောလုတ်ကြရအောင်ဒါဆိုရင် eco care phone ရဲ့အုပ်စုသုံးစုလုံးပြောင်းနေရသွားပြီပြန်ပြောမယ်အုပ်စုတစ်ကိုပြောင်းမယ်ဆိုရင် e line ကနေ o line ပြောင်းတရာဥလေးပေါင်းပြီအုပ်စုနှစ်ဆိုရင် must ဖြုတ်မယ်ရောပေါင်းမယ်အုပ်စုသုံးဆိုရင် he must ဆိုရင် ko ရော she must ဆိုရင် she ရောဒါလေးကဘာဖောင်ပြောင်းနေ echo kelu khore ma show phong piang ni le ba ma show ne tu le so pi do ma tha pe me no a so yi di phong le ne sat sat pi do au ma tong ya me pattern le ko chi pe ba အောက်မှာဘာပတန်လေးသုံးပြရမလဲဆိုတော့အဲ့ဒီပြောင်းထားတဲ့ eco care ဆိုရယ်ဖောင်ရဲ့အနောက်မှာတိုအိုမိုသေးအီမတ်စ်လိုက်ပြီးသုံးတာဘာလိုက်မလဲတိုအိုမိုသေးအီမတ်စ် လို့တွေးထားတယ်လို့ပြောတာ။တူကကျတော့ကိုယ်စိတ်ထဲကကိုတွေးထားတဲ့အရာတွေကိုယ်စိတ်ထဲမှာရှိတဲ့အကြောင်းအရာတွေကိုပြောပြမယ်။ဒါတော့ဒီလိုမျိုးတွေးထားပါတယ်။ငါမနှက်ပြန်ကြောက်မသွားဘူးလို့တွေးထားတယ်။ဒါဆိုရင်တွေးထားတဲ့အတွေ့ကိုပြန်ပြောတာဖြစ်တဲ့အတွက်တို့အမှုသေးအမှုစနစ်တုံးပြီ။အဲ့တော့အောက်မှာကြည့်ကြည့်မယ်။ 外国で働こうと思っています。နိုင်ငံသားမှာအလုံလုံမယ်လို့တွေးထားပါတယ်။အလုံလုံတီလို့ခေါ်တဲ့ဟာတာရာခီမတ်စ်ကိုခီကိုအွန်လိုင်းပြောင်းတော့ခိုးတာရာဦးကတဲ့အတော့ဟာတာရာခိုးလို့ဖြစ်သွားတာ။နိုင်ငံသားမှာအလုံလုံမယ်လို့တွေးထားပါတယ်။ဒါဆိုရင်တွေးထားတဲ့အတွေးကိုပြောတာ။နောက်တစ်ခု 日本語を勉強しようと思っています。ジャパン語リラメルと言いたばれ。だそういこあといめしてたってて、あしがバファン病もれ、バコイコケファン病め、あなおまと思っています。来びろ飛びやれ。だりがエポがイコケファンね刺刺びろ追まやめ、パターン妙さりの。えろなおたパターン2မျိုးりさじば。えろなおたパターン2မျိုးがじゃろ。 မာဒဘတေအီမာဆန်မာဒဘတေအီမာဆန်အခုထိမဖတ်သေးဘူးလို့ပြောတာအခုထိထမင်းမဆရသေးဘူးအခုထိအလုံးမပွေးမပြီးသေးဘူးအခုထိအင်ဇာမပြီးသေးဘူးမပြီးမြောက်သေးတဲ့ကိစ္စတွေကို ပြောကြည့်ရင်ဘာသုံးမလဲမာဒဘတေအီမာဆန်ကို သုံးပေးအဲ့တော့အောက်မှာကြည့်ကြည့် ရေပိုတောမာတာမာဒိုမေတေးမာဆန်အစီရင်ခံစာ အခုထိနီကုံမချုပ်ရသေးဘူးနီကုံချုပ်တာကိုမာတိုမေမတ်စ်လို့ခေါ်တယ်မတ်စ်ကို ဖြုတ်တဲပေါင်းနဲ့တဲတဲဖောင်ပြောင်းမှာတော့အဲ့တော့မာတိုမေတေးမာဆန်ဆိုရင်နီကုံမချုပ်ရသေးဘူးမပြီးမြောက်သေးတာကိုအဓိကပြောချင်တာ နောက်တစ်ခုက bank yawa mata owate imasan ဒီမှာလဲတိုက်ပင်ရိုက်တာနီးမှားသွားလို့เนาะဖြစ်ဆက်ပြီးကြည့်ပေးပါ owadi masan မဟုတ်ဘူး owadi mas ကိုတဲ့ဖောင်ပြောင်းရင် owate အနောက်မှာ imasan ထည့်လိုက်တယ် owate imasan အဲ့ဆာလေးလာတာအခုထိ မပြီးသေးဘူးဒါဆိုရင်မပြီးမြောက်သေးတဲ့ကိစ္စတွေကို ပြောချင်ရင်ပါတော့မာတာဘတ်သေးအီမာဆန်ကိုတုံးပြီးမယ်ဘတ်ကိုတဲဖောင်ပြောင်းမယ်အီမာဆန်ကပြီးတော့တုံးပြီးရမယ်ဒါလေးကဒုတိယမြောက်မှတ်ရမယ်ပတ်တန်လေးပါနောက်တစ်ခုဆက်ကြည့်မယ်နောက်တစ်ခုကကြတော့စမိုးဒီဒတ်လို့ခေါ်တဲ့နာမည်လေးပတ်တန်လေးနာမည်ကပါလေး စမိုးဒီတက်ရည်ရွယ်ထားတယ်လို့ခေါ်တယ်ရည်ရွယ်ထားတာတော့ကျတော့ကိုကပြုတ်လို့ပုံဆုံးပြတ်ထားတဲ့ကိစ္စမျိုးဥပမာတတိယပေါ့ငါမနဲ့ဖြန်အစည်းဝေးလုပ်မယ်လို့ရည်ရွယ်ထားတယ်ဒါဆိုရင်ကိုရည်ရွယ်ထားတဲ့အရာတွေကိုမပြစ်မနေလုပ်မယ်လို့ဆုံးဖြတ်ထားတဲ့အရာတွေကိုပြောချင်ရင် စမိုးဒီဒက်စ်နဲ့သုံးပေးအဲ့လိုသုံးတဲ့အခါမှာအရှိမဘတ်နှစ်မျိုးပဲလိုက်လို့ရတယ် dictionary found နဲ့9 found အဲ့ဒီ found လေးနှစ်မျိုးပဲလိုက်လို့ရတယ်။ကျန်တဲ့တ found လို့နော်နခတလို့သုံးလို့မရဘူးနော်။ dictionary found နဲ့9 found နဲ့ပဲ smoothie desk နဲ့တွဲသုံးလို့ရတယ်။ကိုလုံးဝပြုလုပ်ဖို့ဆုံးဖြတ်ထားတယ်ဆိုရင် smoothie desk ကိုသုံးပေး။အဲ့တော့အောက်မှာဆိုရင် 私はずっと日本に住むつもりです。ကျွန်တော်ကずっと到着国でジャパンまにいめるを意味ထားပါတယ်ဒါဆိုရင်သူ့လုံးဝကိုဒီမှာနေမယ်လို့ဂျပန်မှာနေမယ်လို့ဆုံးဖြတ်ထားတဲ့ကိစ္စကိုပြောတဲ့အတွက်စမိုဒီဒက်စ်နဲ့တုံထားတာ ။ဒုတိယအကြောင်းကြည့်ကြည့်။ Short I die ka khude thank you through somebody this အနာဂတ်တဲ့တက္ကသိုလ်မှာတဲ့သူရိသနာပြုလုပ်ဖို့ရည်ဝေထားပါလေ။ဒါဆိုရင်သူပြုလုပ်ဖို့တကယ်ဆုံးဖြတ်ထားတဲ့ကိစ္စကိုပြောတဲ့အတော့ somebody does နဲ့တုံးပြီးထားတယ်။အဲ့တော့ကိုကတကယ်ကိုပြုလုပ်ဖို့ဆုံးဖြတ်ထားရင် somebody does နဲ့တုံးပြီးမယ်။အဲ့တော့နောက်တစ်ခုလေးဆက်ကြည့်ပါနောက်တစ်ခုကကြတော့ your thing eat us your thing eat us Your thing does ကကြတော့ season ထားတယ်လို့ပြောတာ Your thing does ရဲ့အရှိမဘာဒီလိုက်မလဲဆိုတော့ but ဆိုရင် dictionary form တစ်မျိုးပဲလိုက်မယ် noun ဆိုရင် noun နဲ့ကပ်ပြီးတော့သုံးပေးမယ်ဒါကိုလုံးဝမှားမှားစီနေနော် your thedas ra ga season ထားတဲ့အရာကိုပဲပြောတာဥပမာအဲအဝေးပြေးကွင်းအဝေးပြေးကောက်ခွင်းမှာအကားတွေက12နာရီမှထွက်ခွာမယ်လို့ season ထားပါတယ်ဒါဆိုရင် season ထားတဲ့အရာကိုပြောတဲ့အတွက် your thedas နဲ့သုံးမယ်ငါမနဲ့ပြန်အလုံးမသွားဖို့ season ထားတယ် season ထားတယ်လို့ပဲပြောသေးတာမရည်ရွယ်ထားဘူးနော် season ထားတယ်ဆိုတဲ့အချိန်ဤအကြောင်းအမျိုးမျိုးကြောင့် season ထားတာကပြက်ကောင်းပြက်နိုင်တယ်သူက season ယုံမဲ့ရှိသေးတဲ့အတွက် your thedas နဲ့သုံးမိမယ် ယ်အဲ့တော့အမကြီးကြီးဟီခိုခီဝဂျူအီချီဂျီနီစခုယောတေဒက်လေးင်းနဲ့ဆက်တဲ့နာယီမှာဆက်ရောက်မယ်လို့စီစဉ်ထားပါတယ်စီစဉ်ထားတဲ့အချိန်လေးကို ပြောတာနောက်တစ်ခုကဂေါငောဝခိုင်မီနောယောတေဒက်မော်လင်းပိုင်းမှာတဲ့အစည်းအဝေးလုပ်မယ်လို့စီစဉ်ထားပါတယ်။ခိုင်းမိကနောင်ဖြစ်တဲ့အတွက်အနောက်မှာ not ထည့်ပြီးဖို့မမေ့စေနဲ့။ဟုတ်ပြီနော်။အဲအားဆိုရင်တခြားလေးမမအောင်လို့မှတ်မယ်နော်။လုံးဝကိုကပြုတ်လုပ်ဖို့ဆုံးဖြတ်ထားတာဆိုရင် စမိုဒီဓာတ်ဆိုရဲရည်ရွယ်ထားရဆိုရဲပတ်တန်နဲ့တွဲသုံးစီစဉ်ထားရဆိုရင်ရသီဓာတ်စနဲ့တွဲသုံးပြီးအဲသူတို့အရှိမဘတ်တီနောင်းနေလိုက်တဲ့ဟာလေးဒီလဲမမားစီနေတေချာလေးမှတ်ပေးပါမယ်နော်အဲဆိုရင်တော့အခုအခန်း31ရဲ့ grammar လုံးကြီးတီကိုပြောပြပေးသွားပါတယ်နော်အဆင်ပြေမယ်လို့ထင်ပါတယ်